ကိုဝင့်နီးကိုပဲနိုင်အောင်ထိမ့်ပြီးဒီလိုနေရာဒီမပါတင်ဘူးပြောတာပါမှားတယ်လို့ပြောတာမဟုတ်ပါဘူးမင်းလို့ဖြစ်ရင်တော့တမျိုးပေါ့ကိုဝင့်နီးကိုပဲနိုင်အောင်ထိမ့်ပြီးဒီလိုနေရာဒီမပါတင်ဘူးပြောတာပါမှားတယ်လို့ပြောတာမဟုတ်ပါဘူးမင်းလို့ဖြစ်ရင်တော့တမျိုးပေါ့တဲ့ဖျားဟောတရားတော်တွေကို စောကပုတ်ခတ်ပြောနေတာမြင်လို့ဖះသားတော်တပါးအနေနဲ့ဦးစင်းကတုတ်ပြန်ပြောဆိုတာလေဒီလိုနေရာမျိုးကိုမပါတင်ဘူးဆိုတော့လင်ခံမရခံကိစ္စကိုပါရမှာလားဟင်မြတ်စွာဘုရားကဒီကနေ့ကဗြဟ္မာသာလတုတ်မှာချက်သားတို့ဖះကိုဖြစ်စီတရားကိုဖြစ်စီတန်ဃာကိုဖြစ်စီမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်ဤအကြောင်းကြောင့်လဲမဟုတ်ဤအကြောင်းကြောင့်လဲမှန်မှန် ဤအပြစ်သည်မာတို့၌မရှိဟုပြန်လည်ခြေပပြောဆိုရမယ်လို့ဟောကြားဆုံးမခဲ့တယ်။အဲ့ဒီလိုဟောကြားဆုံးမခဲ့တဲ့အတွက်ကြောင့်ဦးစင်းကဖရာသားတော်တပါးအနေနဲ့ဖရာတရားတော်တွေကိုစော်ကားနေတာမြင်လို့တုတ်ပြန်ပြောဆိုတာလေ။အဲ့ဒါကဦးစင်းတယောက်တည်းမှတာဝန်ရှိတာမဟုတ်ဘူး။ဗုဒ္ဓတရားတော်တွေကိုစော်ကားလာပြီဆိုရင် ပြန်လည်ခြေပပြောဆိုရမှာကဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိတယ်နော်။တခါတော့လေဗုဒ္ဓဘာသာဆိုရင်တခါတော့မှလည်းတာဝန်ရှိတယ် ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင်တော့တမျိုးပေါ့နော်ဖះဘာဟောထားလဲဆိုတာကိုမသိဘဲနဲ့ပုဂ္ဂယတွေဝင်မပြောပါနဲ့နော်ကိုပညာမရှိတာကိုလူသိအောင်ခြားပြတယ်လို့ဖြစ်နေတယ်စေတနာနဲ့တတိပေးတာပါနော်အရှင်ဖះတချို့လူတွေကဝိဇ္ဇာတပတိတွေကသာသနာကိုစောင့်ရှောက်နေတယ်လို့ပြောကြပါတယ်တတိတော်အထင်တော့တန်ဃာတော်တွေကသာသနာကိုစောင့်ရှောက်နေတယ်လို့ထင်မိပါတယ်ဟုတ်ပါသလားတဲ့ မှတ်တာပေါ့နော်သာသနာကိုစောင့်ရှောက်တာဟာတန်ဃာတော်တွေစောင့်ရှောက်တာပါဝိဇာတပတိတွေကစောင့်ရှောက်တာမဟုတ်ပါဘူးဝိဇာတပတိတွေနဲ့လေသာသနာနဲ့ဘာမှမသက်ဆိုင်ပါဘူးဖះရှင်ပြိဋိဘံစံတဲ့နေ့ကနေစပြီးယနေ့ထိနှစ်ပေါင်း2000ကျော်တိုင်တိုင်ဖះရှင်ဤသာသနာတော်ကိုသင်္ကာယနာအစဉ်စဉ်တင်ပြီးထိမ့်သိမ်းစောင့်ရှောက်လာကြတာဟာတန်ဃာတော်တွေပဲဖြစ်ပါတယ်ဝိဇာတပတိတွေမဟုတ်ပါဘူးနော် ်တန်ဃာတော်တွေထိမ့်သိမ်းစောင့်ရှောက်တာလို့လည်းပဲဦးစင်းတို့ဒကာဒကာမတွေယနေ့အထိသာသနာတော်နဲ့တွေ့ဆုံခွင့်ရနေတာပါစာပေမှာတန်ခတ်တအဝဏ္ဏဘာတတိဆိုတာရှိပါတယ်မြမလို့ပြန်ရင်တန်ဃာတော်ဤဂုံကျေးဇူးမဲ့စကားကိုဆိုခြင်းလို့အဓိပ္ပာယ်ရပါတယ်တန်ဃာတော်တွေရဲ့ဂုံကျေးဇူးမဲ့စကားကိုဆိုတဲ့နေရာမှာတည့်ရိုက်ဆိုမှတန်ခတ်တအဝဏ္ဏဘာတတိဖြစ်တာမဟုတ်သေးပါဘူးပယ်ဝိုက်ပြီးပြောရင်လည်းပဲ တန်ကတအဝဏ္ဏဘာတတိဖြစ်ပါတယ်။ဖယားရှင်ရဲ့သာသနာတော်ကိုတန်ကာတော်တွေထိမ့်သိမ်းစောင့်ရှောက်လာတာမှန်သိပါလေရဲ့နဲ့တန်ကာတော်တွေရဲ့ဂုံကျေးဇူးစကားကိုမဆိုပဲဝိဇာတပတိတွေကသာသနာတော်ကိုထိမ့်သိမ်းစောင့်ရှောက်တာပါလို့ပြောလိုက်ခြင်းဟာတန်ကာတော်တွေရဲ့ဂုံကျေးဇူးမဲ့စကားကိုဆိုလိုက်တာဖြစ်တဲ့အတွက်တန်ကပ္ပအဝဏ္ဏဘာတတိဖြစ်သွားပါတယ်။အပြည့်ကြီးပါတယ်နော်။ဒါကြောင့်သာသနာတော်ကိုထိမ့်သိမ်းစောင့်ရှောက်တာဟာ တန်ဃာတော်တွေပဲဖြစ်ပါတယ်ဝိဇ္ဇာဇောတိတပတိတွေကစောင့်ရှောက်တာမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်မင်္ဂလာပါဆရာတော်တပည့်တော်ကအစ္စလမ်ဘာသာဝင်တယောက်ပါဗုဒ္ဓဘာသာမှကြက်ကိုတတ်လိုက်ပြီးစားတာရှိပါသလားကျေးဇူးပြုလို့ဗီဒီယိုတစ်ပုဒ်လို့လုပ်ပြီးတင်ပေးပါတဲ့ဗုဒ္ဓဘာသာမှာဘာသာရေးအရာကတော့သူတော်ဘာအသက်ကိုတတ်ဖြတ်ပြီးစားတော့ခွင့်မရှိပါဘူး မိမိဘာသာကြိုက်လို့တပ်ဖြတ်စားတော့နေကြတာတွေတော့ရှိပါတယ်။ဘာသာရေးအရာကတော့တတ္တဝါတွေကို မတပ်ဖြတ်ဖို့ဗုဒ္ဓကိုတော်တိုင်ကလူပုဂ္ဂိုလ်တွေကိုသီလအနေဖြင့်ပြဋ္ဌာန်းတမ်းမြေပြီးယဟန်တော်တွေကိုတော့ဝိနည်းအာဏာဖြင့်ပြဋ္ဌာန်းတမ်းမြေထားပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာမှာဘာသာရေးအရာကတော့တပ်ဖြတ်စားတော့တာမျိုးမရှိပါဘူး။မိမိဘာသာကြိုက်လို့တပ်ဖြတ်စားတော့ကြတာတွေတော့ရှိပါတယ်။အရှင်ဖေယဗုဒ္ဓဘာသာဖြစ်ပြီး အခြားဘာသာတွေရဲ့သမိုင်းတွေကို လေ့လာရင် အပြည့်ရှိပါသလားဖရာတဲ့ဖရာရှင်လက်ထက်တော်အခါကအနာတပိန်တထေးကြီးဆိုတာအားလုံးကြားဘူးကြလိမ့်မယ်နော်အဲ့ဒီအနာတပိန်တထေးကြီးကဒီနေ့တိဋ္ဌိတွေအကြောင်းကိုသွားပြီးတိဋ္ဌိတွေရဲ့ဘာသာအယူဝါဒတွေကို လေ့လာပါတယ်အဲ့ဒီလိုလေ့လာတဲ့အခါမှာတိဋ္ဌိတွေကသူတို့ရဲ့ဘာသာအယူဝါဒတွေကိုအနာတပိန်တထေးကြီးကိုပြောပြပါတယ် ဲ့ဒီခါမှာအနာတပင်တတိကြီးကဒီဝါဒကတတရဒိဋ္ဌိဖြစ်ကြောင်းဒီဝါဒကတော့ဥစ္စေဒဒိဋ္ဌိဖြစ်ကြောင်းဒီလိုဝါဒတွေကိုကျင့်သုံးရင်ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်ကြောင်းစသည်ဖြင့်တခုချင်းစီချပြပါတယ်အဲ့ဒီလိုချပြပြီးပြောဆိုတဲ့အခါမှာဒိဋ္ဌိတွေလည်းတခေါမှပြန်မပြောနိုင်ပဲခေါင်းငိုက်ဆိုင်ကျနေပါတယ်အဲ့ဒီအချိန်မှာအနာတပင်တတိကြီးကထပြန်လာပါတယ်ထပြန်လာပြီးတော့အင်ကိုချက်ချင်းမပြန်ပဲ မြတ်စွာဘုရားတည်င်းသုံးတဲ့ကြောင်းတိုက်ကိုသွားပြီးမြတ်စွာဘုရားကိုသိချရှိခိုးလျက်မြတ်စွာဘုရားတတိတော်တိဋ္ဌိတွေကိုဒီလိုဒီလိုပြောခဲ့ပါတယ်ဘုရားဆိုပြီးရှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကနာတပိန်တတိကြီးကိုအပြစ်မတင်ပါဘူးနော်အပြစ်မတင်တဲ့အပြင်ပါဒုပါဒုကဟပတိတတိကြီးကောင်းတယ်ကောင်းတယ်လို့ပါဒုခေါ်တော်မူပါတယ်ပါဒုခေါ်တယ်ဆိုတာဟာလည်းပဲ ိဋ္ဌိတွေကိုပြပြစီလို့တဲ့စိတ်နဲ့ခေါ်တာမဟုတ်ပါဘူးเนาะအမြင်မှန်ရစီလို့တဲ့စိတ်နဲ့တာဓုခေါ်တာပါအဲ့ဒီအချိန်မှာယဟန်တွေကိုအစည်းအဝေးခေါ်ပြီးယဟန်တွေစီဝေးရောက်ရှိလာတဲ့အချိန်မှာခြေသားတို့ဒီမောဂပုရိသမဖို့နိဗ္ဗာန်နဲ့အချင်းလေးဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုအားရင်အားသလို ဆုံးမရမယ်ဆုံးမတဲ့နေရာမှာလည်းပဲဒုတပြဓာတပြင်းနဲ့မဟုတ်ပဲသဟဓမေနတရားသောနိလန်ဖြင့်ဆုံးမရမယ်ဥပမာ ဒီတထေးကြီးလို့ဘောဆိုပြီးဥပမာပေး၍မြတ်စွာဘုရားကယဟန်တွေကိုဩဝါဒပေးတော်မူပါတယ်။ဒါကြောင့်သူတော်ဘာသာရဲ့အကြောင်းကို လေ့လာတာဟာအပြည့်မရှိပါဘူး။နော်။သိထားသင့်ပါတယ်။အကယ်၍သူများဘာသာအကြောင်းကိုလေ့လာလို့အပြည့်ဖြစ်မယ်ဆိုရင်အနာထပိန်တထေးကြီးကိုမြတ်စွာဘုရားကဲ့ရဲ့မှာပေါ့နော်။သူတော်ဘာရဲ့ဘာသာအကြောင်းကို သိထားမှသာလျင်ပဲသူတော်ဘာသာသနာပြုတာကိုမခံရမှာဖြစ်ပါတယ်เนาะ ဒါကြောင့်မိမိရဲ့ဘာသာအကြောင်းကိုလည်းသိထားသင့်တယ်လို့သူတစ်ပါးတို့ရဲ့ဘာသာရေးကိစ္စတွေကိုလည်းသိထားသင့်ပါတယ်။ကြည့်ကြည့်ကလေးတွေကိုလမ်းမရောက်အောင်ဆွဲခေါ်နေတာနော်။လက်ဦးစရာမိထိုက်စွာဥပ္ပစရိယမိနဲ့ဖားတဲ့။ဘယ်စရာတွေဘလောက်ပဲအတင်ပြကောင်းနေပါစေ။ခရီးအင်ပြကောင်းပါတယ်ဆိုတဲ့စရာတွေဟာကလေးတွေနဲ့နောက်မှတွေ့တာပါ။ကလေးတွေနဲ့အရင်ဆုံးတွေ့ရတာဟာ မိဘနှစ်ပါးပဲဖြစ်ပါတယ်။ဒါကြောင့်ကလေးတွေရဲ့လက်ဦးစရာဟာမိဘနှစ်ပါးပဲဖြစ်ပါတယ်။အဲဒီလိုမိဘတွေဟာကလေးတွေရဲ့လက်ဦးစရာတွေ ဖြစ်တဲ့အတွက်ကလေးတွေလမ်းမမရောက်အောင်မိဘတွေအနေနဲ့ကောင်းတာတွေကိုချပြပြီးတွင်တင်ဆုံးမပေးရမှာမိဘတွေရဲ့တာဝန်ဖြစ်ပါတယ်။ကလေးတွေလမ်းမမရောက်အောင်တွင်တင် ဆုံးမပေးခြင်းမရှိပဲကလေးတွေကိုအယူမအောင်လမ်းမခေါ်ဆောင်သွားတာဟာ လေးတွေရဲ့တန်တန်မှာဖြစ်ပေါ်လာမဲ့ကောင်းကျိုးတွေကိုတပ်ပြက်တာပဲဖြစ်ပါတယ်။နောက်ပြီးကလေးတွေဆိုတာဟာ နိုင်ငံနဲ့သာသနာအတွက်ကောင်းကျိုးကိုတည်ဆောင်မဲ့မျိုးဆက်သစ်တွေဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဆက်သစ်ကလေးတွေကိုအယူမှားအောင် လုပ်တာဟာနိုင်ငံအကျိုးနဲ့သာသနာအကျိုးကိုတပ်ပြက်တာပဲဖြစ်ပါတယ်။ဒါကြောင့်လက်ဦးဆရာများဖြစ်ကြတဲ့မိဘနှစ်ပါးရောကလေးတွေကိုတုံသင်ဆုံးမပေးနေတဲ့ဆရာသမားတွေရော နိုင်ငံရဲ့အကျိုးနဲ့သာသနာရဲ့အကျိုးကိုတတ်ပြတဲ့လူတွေမဖြစ်ပါစေနဲ့လို့ပြောကြင်ပါတယ်နော်